အမြင်နဲ့ပြောလို့ပါပဲမှကျွန်တော်ကတော့ family guy ဆိုတော့မိမိသားစုကိုအရင်ချစ်တယ်မိသားစုနဲ့အချိန်ဖြုံးပေးတာလည်းတော်တော်များတယ်အဲ့ဒါကြောင့်မလို့ဟိုဒါအဖေပြောတဲ့စကားမိဘစကားလုံးငယ်တည်းကလည်းအဲ့လိုမတ်ထားတဲ့အချင်းရှိရပါတော့ကို့ဘဝမှာတကယ်အကျိုးဝင်တဲ့စကားလေးဆိုရင်ကျွန်မထားပါတော့ဒါထားပါပဲဟုတ်ဒီအမှုပြန်လည်းကျွန်တော်ရှောက်နေတယ်ဆိုတော့ဒါ mainly อ่ะကျွန်တော်စပြီးလုပ်ခဲ့ကြတယ်အမေအတွက်ဆိုပြီးတော့လုပ်ခဲ့ရပါတော့เนาะအာ ဆိုပါပြီးတော့အခုလည်းအမေလည်းအရန်ဝမ်းသာနေတယ်အဲ့ဒီအချိန်မှာဒါဟိုကျွန်တော်အမေတို့ပြောလို့ရရောကွာဒါ confidently ကြပြောလို့ရပါပြီဒီလူလူပြန်လမ်းကြောင်းကြီးကျွန်တော်အမေတို့ရှောင်းတာကျွန်တော်အမေကိုလှုပ်ကျွေးနေတဲ့အာဒီဒီလူပြန်လမ်းကြောင်းလှုပ်ကျွေးတာနော်ဆိုတော့ဒီဟာတစ်ခုလုံးကအမေတို့ပါအရန်ကွာအရန်ကန်ဆိုးရမယ့်ကိစ္စမျိုးကြီးကြုံလာလို့ရှိရင်တော့ဟိုအမေနဲ့ကွာအရန်မဆိုးမဆိုးဆိုးတဲ့လောက်မဆိုးဘဲနဲ့ပြီးသွားတယ်ပေါ့နော်ပြဿနာမျိုးကြီးဆိုလို့ရှိရင် အဲ့လိုမျိုးတော့ကျွန်တော်ကြုံတွေ့ရပါဘောနော်ဒါကတော့ကျွန်တော်ထင်တာကတော့ဟိုဘောနော်မိဘကိုလိုချင်တဲ့တတောင်းနေနဲ့အမေပြောလို့ပေါ့ဟိုကိုမိဘကိုလိုချင်နေရဲ့တယောက်ကဒုက္ခရောက်နေတော့မှအရင်အဆုံးရှိမရောက်ဘူးပေါ့နော်အဲ့လိုမျိုးတော့ကျွန်တော်ကြားဘူးတယ်ပေါ့မေဘီအဲ့လိုမျိုးလေးရှိအောင်ရှိလိမ့်မယ်ပေါ့နော်ဟုတ်ကျွန်တော်တို့လိုချင်လို့အဲ့လိုမျိုးကြီးလုပ်ပေးရမှာမဟုတ်ဘူးဆိုတော့အရင်တော့သိမှထားမိဘူးအာဟုတ်တယ်တခြင်းอ่ะအခုอ่ะ um အာနည်းနည်းရိုက်ဖို့ music video ရိုက်ဖို့အတွက်ကိုနည်းနည်းလေး လုံးပန်းနေပါဘောနော်ရုပ်သိမြေရဲ့ဘုတ်တော့ကိုကျွန်တော်ထုတ်နိုင်မှုတော့ကိုနည်းနည်းစူးစမ်းနေလုံးပန်းနေပါဘောနော်အဲ့ပြီးတော့ဒီ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 အချိန်လေးကြော်ရအောင်တော့ချက်ချင်းထွက်နိုင်မှာပါ the change out လीဟိုကျွန်တော်ပြောရရင်ဟိုအရင်ပြင်ဆင်တာမျိုးတော့မရှိဘူးเนาะဘာလို့လဲဆိုတော့ ဟိုမူပါလိုင်းပါတဲ့ပုံမှာကျွန်တော်ရေးတာမျိုးတော့ collaboration လုပ်မယ်ဆိုလို့ရှိရင်လည်းမူပါရင်ပါပြောပေါ့နော်တကယ်ချင်းနဲ့ส่งပြီးတော့ပြောပြသွားရင်လည်းလုပ်ပြသွားတာဖြစ်ဖြစ်အဲ့လိုမျိုးလေးပြီးသွားတာပေါ့များရပါတော့တချင်းကြတာလေအခုမျိုးစားလေးကတော့ acoustic driven indie ballad pop music type thing deal ပါ။ဟုတ်음အခုမှတချင်းလဲအဲ့လိုပါပဲဟိုဒါဒါဒီအကြောင်းအရာယူငါရေးပြောင်းရေးမယ်ကွာဆိုပြီးပြင်ဆင်လိုက်တာထက်ဟိုကိုယ့်ရဲ့ mood တိုင်းရှိတဲ့ဟာတော့ပို့ပြီးတော့ feeling ပို့လာရပါတော့နော် အော်ကျွန်တော်တို့အဲ့လိုမျိုးကျွန်တော်အနုပညာအလုံးတစ်ခုနဲ့ပတ်သက်တဲ့ဟိုနည်းနည်းလေးနမပြန်လာရဖြစ်ဖြစ်ဟိုမဆလာပြောလို့နော်ပေါက်ပေါက်လာရဖြစ်ဖြစ်ဒါရောဖြစ်လာရဆိုကျွန်တော်တို့ဝမ်းတာတော့ဒါကိုကိုလုတ်ခဲ့တဲ့ဟာလေးဆိုတော့ဟုတ်ဝမ်းတာပါတယ်အာအစွမ်းနာကြောပြောလို့ပဲလေအာ life မှာအစွမ်းနဲ့အကောင်းနှစ်ခုပဲရှိတာနော်အကောင်းရင်ဘာမှမဆွမ်းဆွမ်းမယ်ဆိုတော့ အာအစိုးလာလို့ရှိရင်လည်းအကောင်းဆုံးဘယ်လိုဖြစ်အောင်လုပ်မလဲဆိုတော့တွေးရမှာပေါ့အဲဟိုအဖေအမြင်နဲ့ပြောရတဲ့စကားလို့ပေါ့အကောင်းမဖြစ်လာတာပေါ့တင်လားဟိုဟိုရင်တော့လေဟို negative comments တွေလာတယ်အဲ့တော့ကတော့စိတ်ထိခိုက်တယ်ဒါပေမဲ့အကောင်းမဖြစ်လာတက်မှတ်လိုက်တယ်ဘာလို့အကောင်းမဖြစ်လာလဲဆိုတော့အခုချိန်မှာကျွန်တော်အရင်ဟိုဒီအခံနိုင်သွားပြီအေးအေးတော်ထူသွားပြီလို့ပြောလို့ရပါဘာဆိုတော့ဒါလည်းကောင်းမဖြစ်လာတာပေါ့နော်ဟိုအမြင်နဲ့ပြောလို့ပါပဲမှကျွန်တော်ကတော့ family guy ဆိုတော့မိမိသားစုဟိုအရင်ချစ်တယ်မိသားစုနဲ့ ချိန်ဖြုံးပစ်တာလည်းတော်တော်များတယ်အဲ့ဒါကြောင့်မလို့ဟိုဒါအဖေပြောတဲ့စကားမိဘစကားငွေတွေလည်းအဲ့လိုမှတ်ထားတဲ့အချင်းရှိရပါတော့ကို့ဘဝမှာတကယ်အကျိုးဝင်တဲ့စကားလေးဆိုကျွန်မထားပါဘောဒါထားပါပဲဟုတ်အာ uh, no i mean neo lo equally support ဖြစ်ပါတယ်ဒါပေမဲ့တင်မလားဆွမ်းလာပြောလို့ပေါ့အခုချိန်မှာဘယ်သူဘယ်သူယူရမလဲဆိုရင် neo လောကတော့တကယ် supportive အရင်ဖြစ်ပါတယ်အဖေရောအမေရောပေါ့နော်အာစူးစမ်းဖို့လဲအားတွေ motivation တွေပေးတယ်အမေဆိုလဲဘာပြောနေ့တိုင်း တင်လားအာဟိုဘာလဲအစီမပါစားမပါဟိုတရားမပါရချက်ပြီးရဟာနင်းကြည့်ရတာဆင်းရပြလိုက်စားရအဲ့လိုပေါ့နော်အမေကတော့အကောင်းဆုံးချက်ပြီးပါတယ်အမေချက်တာတော်တော်ကောင်းတယ်အာကျေးဇူးများတင်ပါတယ်တသက်လုံးစားချက်လာပြီလို့ပေါ့နော်အခုဘာပြောဟွာအာဒီအမှန်တမ်းပြောရင်တော့ဒီနုပညာလမ်းကြောင်းရှောင်းတယ်ဆိုရတာ mainly ကကျွန်တော်စပြီးလုပ်ခဲ့ကြတယ်အမေတွေ့ဆူပြီးတော့လုပ်ခဲ့ရပါတော့နော်အာ ်ဆိုပါပြီးတော့အခုလည်းအမေလည်းအရန်ဝမ်းသာနေတယ်အဲ့ဒီအချိန်မှာဒါဟိုကျွန်တော်အမေတို့ပြောလို့ရရွာဒါ confidently ကြောပြောလို့ရပါပြီဒီလူမျိုးညာလမ်းကြောင်းလေးကျွန်တော်အမေတို့ရှောင်းတာကျွန်တော်အမေကိုလှုပ်ကျွေးနေတဲ့အာဒီဒီလူမျိုးညာလမ်းကြောင်းလေးလှုပ်ကျွေးတာပါဆိုတော့ဒီဟာတစ်ခုလုံးကအမေတို့ပါအရန်ကွာအရန်ကန်ဆိုးရမယ့်ကိစ္စမျိုးကြီးကြုံလာလို့ရှိရင်တော့ဟိုအမေနဲ့ကွာအရန်မဆိုးမဆိုးဆိုးတဲ့တလောက်မဆိုးဘဲနဲ့ပြီးသွားရပါတော့ပြဿနာမျိုးရဆိုလို့ရှိရင် အဲ့လိုမျိုးတော့ကျွန်တော်ဂျုံတွေ့ရပါဘောเนาะဒါကတော့ကျွန်တော်ထင်တာကတော့ဟိုဘောเนาะမိဘဝလိုကျွေးနေတာတောင်းနေနဲ့အမေပြောလို့ပေါ့ကိုမိဘဝလိုကျွေးနေရဲ့လူတယောက်ကဒုက္ခရောက်ရင်တော့မှအရင်အဆုံးရှိမရောက်ဘူးပေါ့เนาะအဲ့လိုမျိုးတော့ကျွန်တော်ကြားဘူးရပေါ့မေဘီအဲ့လိုမျိုးလေးရှိကောင်းရှိလိမ့်မယ်ပေါ့เนาะဟုတ်ကျွန်တော်တို့လူရှင်တို့အဲ့လိုမျိုးကြီးလုတ်ပြရမဟုတ်ဘူးဆိုတော့အရင်တော့သိမှထားမိဘူးကျွန်တော်အမေတွေ့ဆိုလို့ရှိရင်လည်းဒါအမှတ်တိုင်တစ်ခုဖြစ်တယ်ပေါ့เนาะတကယ်တော့အောင်မြင်ခြင်းမှတ်တိုင်တစ်ခုဖြစ်တယ်သူကခံစားရရဆိုတော့ตัวละยังว่าตาได้ไอ้ตัวเจ้ามันจนดีกว่าอสวนก็ช่วยซะมาဖြစ်တယ်အပြည့်အစုံကြီးလဲ အားပေးဖို့တော့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်လို့စဉ်းစားနေတယ်။